ဒါမှမဟုတ်လို့အဲ့ဒီသာသနာ၃ရပ်ကိုပဲသိခ၃ရပ်လို့ပြန်ပြောတယ်သိခ၃ရပ်ဆိုတာ သိခဆိုတာကျင့်စရာကျင့်စဉ်အဲ့တော့သီလသိခသမာဓိသိခပညာသိခငါတို့မှာကျင့်စရာကျင့်စဉ်သိခဘယ်နည်းရရှိလဲ၃ရပ်ဘာတွေလဲဒါဘသူရဲ့အဆုံးမလဲ အဲ့ဒီဘုရားအဆုံးအမကိုယုံကြည်တယ်သက်ဝင်တယ်ဘုရားကိုကိုးကွယ်စည်းကပ်သူပါလို့ပြောရင်အဲ့ဒီဗုဒ္ဓဘာသာဝင်တိုင်းဝင်တိုင်းကြင့်ကြံနေရမှာကအဲ့ဒီ၃ရက်ကဘာအတွက်ကျင့်ရတာလဲခုနကမေးခဲ့တဲ့လောကဒဏ် လောကမှာကြုံတွေ့နေရတဲ့ပြဿနာတွေကိုရင်ဆိုင်ဖို့နော်သီလနဲ့ရင်ဆိုင်မယ်တမာဓိနဲ့ရင်ဆိုင်မယ်ပညာနဲ့ရင်ဆိုင်မယ်သီလအင်အားတမာဓိအင်အားပညာအင်အားအဲ့ဒါအားထားစရာမှတ်ထားအားထားစရာသိခါပနယသုံးပါးပြန်ပြော ဟမ်သီလသိက္ခာသမာဓိသိက္ခာသီလသိက္ခာကျင်းရသလားကျင်းရပါဘူးဗျာသဘောပေါက်သလားပေါက်ပါဘူးဗျာတော့ကိုးကွယ်เสียရကဘုရားယရဏတရားယရဏသံဃာယရဏအားထားเสียကသီလသိက္ခာသီလသိက္ခာပြန်ပြောပါ ကိုပတ်ဝန်းကျင်မှာဘယ်လိုပြဿနာမျိုးကြုံကြုံတကယ်မင်းတို့လက်ကင်ထားရမယ်ကိုရဲ့အင်အားကိုရဲ့လက်နက်ကသီလရဲ့သမာဓိရဲ့ပညာရဲ့ဒီသုံးမျိုးတွေပဲရှိတဘောပေါလားဘုရားဘာသာလို့အမိခံထားပြီးတော့သီလသိက္ခာမကျင့်ဘူးဆိုရင်ဒီပုဂ္ဂိုလ်ဘုရားဘာသာ ဖြစ်သလား အလဝကမှာစရင်ထိုးထားတာပဲရှိမယ်ဘုရားဘာသာတော့ဆိုင်းဘုတ်ဆွဲယုံနဲ့အဲ့ဒီဘာသာတရားရဲ့အကျိုးတရားကိုရမလားမရပါဘူးရနိုင်သလားမရပါဘူးဆိုင်းဘုတ်ဆွဲယုံလက်မှတ်ထိုးယုံနဲ့ရမလားမရပါဘူးဘာလို့မရမှာအေးလိုက်နာမှကျင့်သုံးမှရမှာပေါ့အဲ့ဒီကတော့သင်ပေးတာဦးစင်းက ်ဆရာတော့ဆရာပဲဘာဆရာတော့အဲ့ဒဲဦးဆရာသူတို့ကငါဒဲဦးကြီးပို့ခြင်းဒဲဦးခဏနေဦးဘယ်တန်းတင်နေဆရာအေးအားလုံးသိတယ်မူဂျိုဆရာဘာဆရာနေတို့ကအခုမူဂျိုတောင် entrance မအောင်ရှင်းတယ်နော် တကယ်ကိုယ့်အတွက်လက်ကင်ထားရမယ်လက်နဲ့အင်အားကိုယ့်အတွက်အင်အားတွေကအဲ့ဒါဥစဉ်ကအခုမြန်မာနိုင်ငံမှာဥစဉ်ရဲ့အခြေအနေလည်းအားလုံးသိတယ်ထူပြီးရှင်းပြနေကြမလို့နော်နိုင်ငံတွင်းမှာပြဿနာတွေဖြစ်တော့ပြည်ပနိုင်ငံတွေရှောက်လဲတာပေါ့လေနော်ဒီနေ့ဂျပန်ရောက်တယ်ကိုရီးယားရောက်တယ်အမေရိကန်ရောက်တယ်ရှောက်သွားသွားအောင်မှနောက်ထပ်နော်တကဘာလုံးသွားလို့ရတဲ့နေရာတွေအကုန်လုံးပေါ့ ဘာသာလို့လဲဆိုတော့လေးလံကြည့်ဂျပန်နိုင်ငံအလွန်တိုးတက်စီးပွားရေးမှာအလွန်ရှည်တန်းရောက်နေတဲ့တိုင်းပြည်အမေရိကန်နိုင်ငံသူကတော့ပြောစရာမလိုဘူးလွန်ခဲ့တဲ့နှစ်ပေါင်း400ကျော်လောက်ကတည်းကတကဘာလုံးမှာရှည်ရပြေးနေတာနောက်ကိုရီးယားအခုနောက်ပိုင်းအချိန်ဟုံးပြင်းပြင်းနဲ့တိုးတက်လာတယ်ကိုရီးယား wave တွေအခုကန်နန်းဇန် တို့ဆိုရင်ဟုတ်လား နေရာတိုင်းမှာအမှုပညာလောကကိုသိပ္ပံပညာလောကကိုအကုန်လုံးကမ္ဘာနဲ့ရင်မောင်တန်းလာတယ်အလင်းမြန်တိုးတက်လာတဲ့အတိုင်းပြည်ကိုရီးယားနိုင်ငံဆိုရင်ဂျပန်နိုင်ငံရဲ့ဖိနှိပ်မှုဂျပန်လူမျိုးတွေရဲ့နှိပ်ကွပ်မှုတရုတ်လူမျိုးတွေရဲ့နှိပ်ကွပ်မှုဘောင်းဆောင်ကြားတဲ့ကနေသူတို့ကိုရီးယားချင်းချင်းတောင်မြောက်ပြဿနာတွေနဲ့ရုန်းကန်နေရတဲ့အတိုင်းပြည်တွေအဲ့ဒီအတိုင်းပြည်တွေတိုးတက်ကြီးပွားလာတာစိတ်ဝင်စားလို့သွားလေ့လာ ီတော့ဘာအဖြေတစ်ခုသွားတွေ့လဲဆိုတော့တိုးတက်အောင်မြင်နေတဲ့တိုင်းပြည်တိုင်းတိုင်းပြည်တိုင်းဟာဘာကြောင့်တိုးတက်သလဲလို့အဖြေထုတ်လိုက်ရင်အဲ့ဒီအဖြေကခုနပြောတဲ့၃ခုတိလသာတယ်တမာရိသာတယ်ပညာသာတယ်အဲ့ဒီနိုင်ငံမှာသီလသိက္ခာသာတယ်ဂျပန်နိုင်ငံသိက္ခာကံကောင်းတယ် လမ်းကြိုလမ်းကြားလမ်းလေးကွာကစအကုန်လုံးတက်ရလှပတန့်ရှင်းပြီးတော့အမိုက်ပုံးတောင်6မျိုးထားတယ်။အဲ့ဒီအမျိုးအစား6မျိုးကို အမိုက်ပြစ်တဲ့လူကစနစ်တကျခွဲပြစ်တယ်။တိတ်စီကံကောင်းစီကံကသီလဟုတ်ပြီနော်။တမာရီဒါကတော့အရက်လူကြီးသားမလို့ဒါကတော့မြို့တော်ဝန်သားမလို့ဒါကတော့ဝန်ကြီးချုပ်သားမလို့ဘက်လိုက်ချင်းပါတစ်ခုမှမရှိဘူးအဲ့ဒါတမာရီ ညာနိုင်ရှင်တတ်တဲ့ပညာတွေဘယ်လိုအကျိုးရှိအောင်လုပ်မယ်အဆောက်အုံတစ်ခုကိုဘယ်လိုခိုင်ခန့်အောင်စောင့်မယ်လမ်းတစ်ခုကိုဘယ်လိုညီညွတ်အောင်ခင်းမယ်ငါတို့အဖွဲ့အစည်းတွေကိုဘယ်လိုခိုင်မြဲအောင်လုပ်မယ်ဆိုတဲ့ပညာတွေတို့မှရှိတယ်အဲ့တော့အမေရိကန်ကောဂျပန်ကောကိုရီးယားကောဘာကြောင့်တိုးတက်သလဲဆိုတော့ခြုံကြည့်လိုက်ရင်တီလာသားတယ်တမာရီသားတယ်ပညာသားတယ်ဒီနေ့တို့ထိုင်းနဲ့မြန်မာနိုင်ငံကိုကြည့်လိုက်လွန်ခဲ့တဲ့အနှစ်20ကျော်ကဘာမှမထူးကြဘူး လဲပဲအတူတူပဲခုနှစ်20ရဲ့ဒီဘက်တိုင်းပိုင်းလဲရောက်လာရောထိုင်းနိုင်ငံကတိုးတက်လာတယ်မြန်မာနိုင်ငံကဆုတ်ယုတ်သွားတယ်ဘာကွာနေသလဲကြည့်လိုက်ထိုင်းနဲ့မြန်မာစီကံဘယ်ရတာခိုင်းရတာတဲ့ဟိုကဘယံပရာခုချိန်ကြည့်ရှင်းတယ်နော်တမာရီရောအေးမြန်မာထက်ထိုင်းကသာနေလို့ထိုင်းတိုးတက်လာတာဘာမှညင်းစရာမရှိဘူးရှင်းလားပညာရော အမယာကြီးသာတယ်ဟုတ်ဗလားသူ့တိုင်းပြည်ကိုစနစ်ကြအောင် စီကန်းရှိအောင်တိုးတက်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့ပညာသူတို့မှာရှိတယ်သူတို့လူမျိုးကိုအထက်တန်းရအောင်ဘယ်လိုဆွဲဆောင်မလဲဆိုတာသူတို့သိတယ်မြန်မာမှာအဲ့ဒီပညာပညာမရှိလို့ဒီနေ့ထိဖျို့ဖျက်ဖြစ်နေတာဗောသဘောပါလားအဲ့တော့မင်းတို့ငါတို့အားလုံးမှာ လောကီရေးပဲကြည့်ကြည့်လောကုတ္တရာပဲရေးပဲရှိကြည့်လောကရဲ့အနှစ်သာရအားလုံးကိုပြန်ကြည့်လူတယောက်ရဲ့အဆင့်တန်းကိုဘာနဲ့တိုင်းလဲကိုကျင့်တရားဆိုတာအဲ့ဒီသီလပြန်ပြောအဲ့တော့ဒီနေ့တို့တို့ဗုဒ္ဓဘာသာအဖြစ်ခံယူထားရင်ဆိုင်းဘုတ်ပဲဆွဲထားမလားပီသအောင်ကြိုးစားမလားပီသအောင်ကြိုးစားပါဗျာဦးဇင်းပြောတာသဘောပေါက်ပြီလား အဖြေရောထွက်ပြီလားအဲ့တော့မေးလိုက်ရောင်ဝါရောင်ဝါရောင်ဝါဆိုတာဘာဖြစ်လို့ဆိုဘာမှမသိပဲဟဲ့မင်းတို့ကအတန်းကြော်နေတာလာခဲ့တဲ့အရှင်ဘုရားနိဗ္ဗာန်ရောက်ကြောင်းဘုရားဟောပါဘုရား အောက်ကဘာလို့မှမသိသေးဘူးဟဲ့ကာကြီးကတောင်မရည်ရသေးဘူး तू ဟိုနိဗ္ဗာန်ရောက်ချင်နေပြီရှင်းလားရှင်းပါပြီဒီအခြေခံကိုခိုင်မြဲအောင်မင်းတို့မသိသေးသေး၍ဘယ်သောအခါမှစစ်မှန်တဲ့ဗုဒ္ဓဘာသာ မဖြစ်ဘူးဆိုင်းဘုတ်ဆွဲဗုဒ္ဓဘာသာပဲဖြစ်မယ်ကျေနပ်သလားကျေနပ်ပါဗျာဒါလေးနဲ့ပတ်သက်ပြီးတော့တရားတစ်ပုဒ်ကလေးရှေ့ပိုင်းမှာနည်းနည်းပြောမယ်နောက်ပြီးတော့မှတရားသားတွေဦးဇင်းတို့ပြောကြတာပေါ့နော်အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတာဝတိပြည်တို့ပြောခြင်းစောနဲ့ပြောလာလိုက်တာဗုဒ္ဓဘာသာအကြောင်းတွေပေါ့လေသင်စရာတွေတော့အများကြီးပါပဲဒါပေမဲ့ဖုခက်မှာတရားပွဲလည်းများပါတယ်နည်း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 ချင်း တရက်နည်းနည်းချင်းသင်ပေးရမှာပေါ့ဥစဉ်သင်ပေးမယ်ဆိုတာလဲသိသလောက်ပြောမှာနော်အဲ့တော့ဥစဉ်အဆင့်ကိုအားလုံးသိတယ်နော်ဘယ်အဆင့်လဲကျေးဇူးတင်ပါတယ်ဒါလေးတော့မှတ်ထားပါနော်မူโจဆရာပြောတာကိုမူโจဆရာစကားအနေနဲ့ပဲမှတ်ထားပါဟုတ်ပလားတက္ကသိုလ်ဆရာနဲ့တိုင်းတိုင်းပြီးလာမွေပန်းမှာနဲလို့ဟုတ်ပလားဖူးခက်တရားပွဲကြော်ညာကြီးတက်လာတော့ ညီလေးတွေကလာပြတယ်အားရပါရဒီမှာတဲ့အင်တာနက်ပေါ်မှာဖူးခက်ကလူတွေလှုပ်ထားတာအကြီးအကျယ်ချနေကြတယ်အဲ့ဒီအောက်ကဝေဖန်စာတက်လာအင်တာနက်မှာချနေကြတာဝုံတိုင်းဝုံတိုင်းနဲ့နေတာပဲဒီဘက်ကတီးလိုက်ဟိုဘက်ကတီးလိုက်ပေါ့နော်အဲ့တော့ဥစဉ်ကြည့်တယ်ရေးတယ်ဥစဉ်ဘာဝင်ရေးမလဲတဲ့ဘာမှရေးစရာမရှိဘူးငါမူဂျူကမူဂျူနေရနေသူတို့လိုမသိဘူးငါထက်သိလို့ဝေဖန်နေတာနေမှာပေါ့ကွာဟုတ်ပလား ငါစိတ်ဝင်စားဘူးလို့ခုငါရှေ့ကိုမင်းတို့ရောက်လာကြတာအခုဒီနေ့ခုငါတို့ဘာလုပ်နေကြဟမ်အဲတရားနာတယ်တရားနာတာဘာလုပ်ဖို့တရားနာတာဘာလုပ်ဖို့လို့အေးမှတ်ထားမှတ်ထားအခုပြောစရာတွေကခုနှီးတန်းပြောမလို့ပြန်နေဦးအစင်လိုက်ပဲပြန်ပြောအောင်အခုဦးစင်းတို့တရားပွဲစတဲ့အချိန်က 7နာရီနဲ့90အခု9နာရီနဲ့73မိနစ်တောင်ရှိသွားပြီအဲ့တော့ဦးဇင်းတနာရီခွဲလောက်တရားဟောမယ်ဆိုတော့9နာရီပဲထား10နာရီခွဲမှပြီးမယ်ပြီးရင်15မိနစ်တရားထိုင်ရမယ်နော်ရမလား15မိနစ်ထိုင်ပြီးရင်မေတ္တာပို့မယ်သစ္စာဆုံမယ်အမျှဝေမယ်ဆိုတော့နောက်ထပ်15မိနစ်လောက်ထားကြမယ်17နာရီထိုးမှအိမ်စပြန်ရမယ်ဒီကနေ့ဖြစ်မလား ေချာတယ်နော်သိချာပါဘူးโอเคအဲ့တော့ဒါကတိုင်ပင်ညှိတာတခုနောက်ခုနပြန်ပေးမယ်အခုငါတို့ဘာလုပ်နေကြတာလဲအဲအဲ့ဒါအဲ့ဒါကိုကမင်းတို့သေချာဂဂနနမသိလို့เนาะဖြေးတာတကယ်တော့ဒီနေ့ငါတို့ဘာလုပ်နေတာလဲဆိုငါတို့လို့မေးရင်ဥစဉ်အပါဝင်တက္ကະဓမ္မတွေအကုန်လုံးပါတယ်ငါတို့ဘာလုပ်နေတာလဲဆိုတော့ ်မင်းတို့တစ်ဖက်ထဲတရားနာနေတာမဖြေနဲ့လေငါဟောတာကြီးရပဲနော်သွားထားဟုတ်ပြီနော်ငါတို့လို့မေးလိုက်တဲ့အတွက်အခုငါတို့ဘာလုပ်နေတာလဲဆိုတော့တရားအလှလုပ်နေတာပြောရှင်းတယ်နော်အခုဘာလုပ်နေတာလဲအလူတကအလူထဲမှာဘယ်အလူအမြဆုံးလဲဟာရမင်းငါတို့ဒီနေ့အမြဆုံးအလူလုံနေတာပေါ့ ဟုတ်ပြီအမြဆုံးအလူကိုဘယ်လိုလုံးနေကြတာတို့ဒီဘုန်းကြီးကလည်းမေးတာပြီကုန်ပြီးနိုင်တော့အဲ့လိုမင်းတို့ပြောဦးမလားပြောချင်းအိမ်ရောက်မှပြော ခုတော့မပြောနဲ့ဦးနော်နားထောင်အလူကိုဘယ်လိုလုံးလဲကတရား ဟောတဲ့လူဆိုတာတရားကိုဘယ်လိုဟောရမလဲတရားသိအောင်ဟောရမလဲဟိုးနာကွက်ကွက်ကလေးပဲအဲ့ဒါမနေ့ကတနေ့ကတရားကိုသူတို့အင်တာနက်ကနေနားထားတယ် အဲ့ဒါကြောင့်သူတို့ဖြေနိုင်တာကျန်တဲ့လူတွေမဖြေနိုင်ဘူးဒီတရားငါမမာပြီးမှသွားဟောဟိုကောင်တွေမဖြေနိုင်ဘူးခုမှဒါဖော်မြူလာအစ်စ်နော်နေရာလေး2013အတွဲ Happy New Year အချိုး Merry Christmas Eve ရှင်းလားရှင်းပါပါအဲ Eve ဆိုအချိုး Christmas အချိုးဒါဖော်မြူလာအစ်စ်ထွင်လိုက်တာအဲ့တော့အားလုံးနားထောင်နော်တရားအလူ ပေးတဲ့နေရာမှာဟောတဲ့လူကဘယ်လိုပေးမလဲဆိုတော့တရားသိအောင်ဟောခြင်းဖြင့်တရားအလူပေးတယ်ပြောအဲ့တော့တရားသိအောင်ဦးစင်းကခေါ်ပေးနေတာဟာသူတော်ကောင်းတို့ကိုတရားမလုပ်နေတာအလူပေးနေတာမလုပ်နေတာတရားအလူပေးတို့တက္ကနမတွေကတရားကိုဘယ်လိုနားမလဲအဲ့ဒီတရားသိအောင်နားခြင်းကလည်းတရားအလူပေးနေတာပဲမှတ်ထား ဘာလို့လဲဆိုတော့ဒီနေ့ဥဒုမင်္ဂလဘလောက်ဖဲနာမည်ကြီးကြီးဘလောက်ထင်ထင်ပေါ်ထင်ပေါ်ဘလောက်ကြော်ကြားကြော်ကြားဒီတရားနာပရိသတ်တယောက်မှမလာရင်ကျုပ်ကဘာဟောဟောဟောလို့ရမလားမရပါဘူးအခုတရားနာလာတဲ့တယောက်တိုင်းတယောက်တိုင်းကဥစဉ်ကိုတရားဟောဖို့အတွက်အခွင့်ပေးတာနဲ့မတူဘူးလားဒါဖြင့်မင်းတို့ကမင်းတို့ကိုယ်တိုင်ဒီတရားဟောဖို့အတွက်အလှူပေးတယ်လို့ဆိုရင်အားလုံးသဘောပေါက်ပြီလား ဒါဖြင့်မင်းတို့ဘာလုပ်နေတာလဲလို့မေးရင်တရားလူကတရားဘလို့တရားလူပေးတာလဲလို့ဆိုတော့တရားသိအောင်နာခြင်းဖြင့်တရားအလူပေးနေကြပါတယ်ဖရာဒီလိုဖြစ်မူဘာလို့မင်းတို့ကဖရာပါထဲ့ဖြေတာအောင်သင်ရတာဒါမှမဟုတ်ငါကိုငါမူဂျိုဆရာလို့ပြောတာရှင်းလားရှင်းပါအဲ့တော့မင်းတို့အခုဘာလုပ်နေကြတာလဲ တရားသိအောင်နာခြင်းဖြင့်တရားအလူပေးနေကြပါတယ်ဖယားပြောအဲ့လိုဖြေလိုက်ရင်နောက်ထပ်ဂျိုးကဘာမှထပ်မေးစရာမလိုတော့ပြီးပြီမင်းတို့ဘာလုပ်နေအောင်ဆိုတရားလူပေးနေတာတရားလူကဘလို့ပေးတာတော့ကွာမေးစရာမကုန်ဘူးလေအခုမင်းတို့ဘာလုပ်နေတာလဲဆိုတော့တရားသိအောင်နာခြင်းဖြင့်တရားလူပေးနေကြပါတယ်ဖယားဆိုတော့ပြီးသွားပြီနောက်ထပ်ထပ်မေးစရာ ရှင်းသလားရှင်းပါဘူးဒါဖြင့်ဒီနေ့ငါတို့ဘာလုပ်နေကြတာလဲလို့ခြုံမေးရင်တရားအလူပေးနေကြတာပါဖခင်